င်္ဂလာပါ All English Final ဖြစ်တဲ့ Europa League Final အကြောင်းကိုပြောကြရအောင်ကျွန်တော်အရှိပိုင်းကဗီဒီယိုတွေမှာပြောခဲ့သလိုပဲဒီပိုလိုပွဲတွေ Premier League မှာအခြေအနေမကောင်းခဲ့တဲ့အသင်းကြီးနှစ်သင်းအနေနဲ့သူတို့ရဲ့ပရိသတ်တွေကိုအကောင်းဆုံးနှစ်သိမ့်ပေးနိုင်ဖို့အခွင့်အရေးဖြစ်တဲ့တရားဒီလုံးမှာဗျာဘလို့ပဲဆိုရာဆိုရာအပိတ်မှာစူဖလာကြီးကြီးမားမားတခုကိုကင်ပြီးတော့ယာတီသိမ့်နိုင်တယ်ဆိုလို့ရှိရင်ဒါကအောင်မြင်တဲ့စီစဉ်လို့ပြောရမှာပဲဒီနေရာမှာပရိသတ်တွေကပြောတဲ့အမြင်တွေ legendary player တွေကပြောတဲ့အမြင်တွေရှီကောင်းရှိနိုင်ပေမဲ့ တကယ်တမ်းကျတော့ဆူပလာရရှိခြင်းနဲ့ပိတ်သိမ်းနိုင်တာကတကယ်ကိုလိုအပ်ပါတယ်။ဘောလုံးအသင်းတသင်းအနေနဲ့အဖက်ဖက်ကတိုးတက်ရမယ်။အခြားသောကိစ္စတွေလည်းအရေးကြီးတယ်ဆိုပေမဲ့အဲ့ဒါတွေဖြစ်မလာနိုင်တဲ့နောက်မှာတော့ဘယ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ်ဆူပလာကင်မြောက်ပြီးတော့ရာသီသိမ်းနိုင်ခြင်းကတကယ်ကိုချုံမြင်ပါတယ်။အဲ့ဒီတော့အဆင့်15 16 19ဘလိုပဲဖြစ်ခဲ့ဖြစ်ခဲ့စပါတင်ရောမန်ချက်စတာယူနိုက်တက်အသင်းရောအတွက်ဒီညမှာသာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်အကောင်းဆုံးအခိုက်အတန့်ကိုသူတို့တွေလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့ယူဆပါ။ ဆိုတော့အခြေအနေလေးတွေပြန်ပြီးကြည့်လိုက်ရအောင်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်တန်းမှာတော့အားနည်းမှုတချို့ရှိနေတယ်ဒီလစ်မပါနိုင်ဘူးလက်ဆန်ဒရိုမာတီနက်စ်မပါနိုင်ဘူးတစ်ဖက်မှာလည်းလန်နီယူရိုနဲ့မကွာယာတို့ရဲ့ခြေစွမ်းကတော်တော်လေးရတန်မိနေတယ်ဒီပွဲတစ်ပွဲစာအတွက်ဆိုလို့ရှိရင်တော့ကောင်းကောင်းချင်းမျှော်လင့်လို့ရတယ်စိုက်ဘက်တွေအနေနဲ့ကတော့သူတို့တွေပုံမှန်အတိုင်းပဲပွဲထွက်လာဖို့ရှိတယ်ကွင်းလယ်မှာတော့ကာဆမေရိုရဲ့ဥဆောင်မှုနဲ့အတူတူ ပုံမှန်အတိုင်းပဲဆက်ပြီးတော့ပွဲထွက်လာလိမ့်မယ်အသင်းကပတိန်ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းကကောင်းမွန်တဲ့အခြေအနေမှာရှိနေတယ်သူ့ရဲ့ momentum လည်းမိုက်နေတဲ့အတွက်ကြောင့် Manchester United အသင်းရဲ့နောက်တန်းနဲ့အလဲရန်ကတော့အကောင်းဆုံးအနေအထားမဟုတ်သည့်တိုင်အောင်ဒီညတပွဲစာအတွက်ကတော့ညှို့လင်းလို့ရတယ်အားသောခွန်ဆိုင်ညှစ်ထုတ်ပြီးကစားလာမယ်ဆိုလို့ရှိရင်အခြေအနေကတိတ်တော့မဆိုးလာဘူးသို့တော့ United မှာပြဿနာတက်နေတာကရှေ့တန်းပဲဘသူတုံတုံတိတ်ပြီးမထူးဘူးဆိုတဲ့အနေအထားဖြစ်နေတယ်တစ်ချက်ရှိတာကတော့ Joshua Zirkzee ပြန်ပြီးတော့ပါဝင်လာနိုင်မှာပဲဆက်စီဟာစပါအသင်းကိုကိုးသွင်းမှုတယ်ဒီညမှာလည်းပါဝင်ကစားနိုင်မှုအနေထားရှိတယ်သို့တော့သူ့ရဲ့ဒဏ်ရာကနေပြန်လာကစားအခြေအနေဖြစ်တဲ့အတွက်ကြောင့်အကြံခံမှုအနေထားကိုကျွန်တော်တို့သိပြီးတော့မသိရဘူးဒုတိယပိုင်းကျမှအင်ပြအပြင်းနဲ့ဝင်လာပြီးတော့စပါအသင်းရဲ့ နောက်တန်းကိုထိုးနှက်မယ်လို့ရယူဆရတယ်။ဒါတွေကတော့ Manchester United အသင်းရဲ့လက်ရှိအနေအထားကိုသုံးသပ်ခဲ့တာဖြစ်တယ်။ဖားသင်းဘက်ကိုပြန်သွားကြည့်ရအောင်။ Manchester United အသင်းဘက်မှာတိတိတသာအားနည်းနေတာကတိုက်ဆက်ဆိုပေမဲ့ Spar အသင်းဘက်ကိုပြန်ကြည့်ရင်တော့တိုက်ဆက်ကတော်တော်လေးအကောက်ပါတယ်။ Solanke, Son Heung-min တို့ဥဆောင်မယ်ဒီအနေအထားရှိတယ်။အားနည်းနေတာကတော့ Kulusevski နဲ့ Madison တို့မပါဝင်နိုင်တဲ့အနေအထားပဲ။ဒီအချက်ဒီလက်တပြတ် moment တွေကနေထိုးပေါက်ဖို့အတွက်ရော intensity ကောင်းကောင်းနဲ့ ဖိအားပေးတိုက်စစ်ဆင်မှုအတွက်ပါတော်တော်လေးအားရောနေတယ်ကျွန်တော်အနေနဲ့ပြောရရင်ကူလူဆပ်စကီဘောလုံးတယ်လာတိုင်းမှာအခွင့်အရေးတခုတော့ဖြစ်တာပဲအခြေအနေတခုတော့ဖြစ်တာပဲကျွန်တော်တို့ဓာရီကိုထောက်ချောက်တွေးရရတယ်ဒီတော့ဒီပွဲမှာကူလူဆပ်စကီမပါဝင်နိုင်တာက တကယ်ဟိုပဲစပါအသင်းအတွက်တော့နင်နာခဲ့ရပြီးတော့ Manchester United အသင်းအတွက်ကတော့အသာရမှုတစ်ခုလို့ပြောရမယ်။ဒါ့အပြင် Madison မပါဝင်နိုင်တာကလည်းစပါအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။နောက်တန်းမှာဆိုလို့ရှိရင်တော့ Romero အနေနဲ့သူ့ရဲ့ level ဘယ်လောက်ရှိရဲဆိုတာကိုပြရမယ်အခိုက်အတန့်ဖြစ်တယ်။ Arsenal အသင်းရဲ့ William Saliba နဲ့အတူတူ Real Madrid အသင်းရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတဲ့ player ဖြစ်တဲ့အတွက်ကြောင့် ီလိုမျိုးဘိုလ်လူပွဲအဆင့်မှာသူ့ရဲ့အရေးသွေးဘယ်လောက်ရှိရဲဆိုတာကိုအကောင်းဆုံးသက်သေပြနိုင်မှာဖြစ်ပါတယ်။အရေးကြီးတဲ့အခန်းကဏ္ဍလာပါပြီ။ Manchester United ပရိသတ်တွေအစိုးရိမ်ဆုံးအကြောက်လန့်ဆုံးနေရာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ကိုသမားပါပဲ။ကိုသမားအပိုင်းမှာတော့ Andre Onana သည် မှားများလေးများထားရှိတယ်။ကောင်းပြီဆိုလို့ရှိရင်လည်းဘလို့မှတားမရစီးမရကောင်းလေကောင်းထားရှိပါရယ်။ဒီတော့ဒီညဒီအန်ဒရီအိုနာနာရဲ့ဘလို့ညမျိုးဖြစ်မယ်ဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရပါမယ်။ဒီချက်ကလည်းပဲယူရိုပါလိဖိုင်နယ်မှာဘသူဖို့ဆွဲမလဲဆိုတာကိုယာကိုင်းနှုံးတော်တော်များများအဆုံးဖြတ်ပေးနိုင်တဲ့ကိစ္စဖြစ်ကောင်းဖြစ်လာနိုင်ပါရယ်။ဒီပြနှစ်ဦးချင်းကိုရှင်းပြပြောရမယ်ဆိုလို့ရှိရင်တော့လေ သူ့အားသာချက်တွေနဲ့သူပါပဲမော်ရင်အနေနဲ့သူ့ရဲ့3 back system ကိုပုံသွင်းတဲ့နေရာမှာကောင်းသွားတဲ့အခြေအနေတွေရောမကောင်းသွားတဲ့အခြေအနေတွေရောရှိနေတယ်သူလိုချင်တဲ့ကစားသမားတွေမရှိရကြောင်းလဲပါမယ် Manchester United player တွေရဲ့ performance အတက်အကျအနည်းငယ်ကလည်းတော်တော်လေးကိုဒီရသည်မှာပြောစရာဖြစ်နေတယ်ဒါရီကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ Spartan ဘက်က Postel ကို Clue ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အလွန်အကျွံတိုက်စစ်စင် ကစားခြင်းရဲ့ကောင်းကျိုးရောဆိုးကျိုးရောကိုရရှိနေတယ်။အဲ့ဒီချက်က Manchester United ရဲ့ကွင်းလယ်ကစားသမားလည်းဖြစ် Captain လည်းဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့အကြိုက်လည်းဖြစ်သွားနိုင်တယ်။ဒီချက်ကိုပေါ်စတေဂိုဂလူးအနေနဲ့ဘယ်လိုပြင်ဆင်လာမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမယ်။သို့တော့ဆွန်ဟောင်းမင်းဆိုလန်ကီတို့လိုမျိုးအခွင့်အရေးတစ်ခုရတာနဲ့ဂိုးကိုပြဂိုးအဖြစ်ပြောင်းလဲပေးနိုင်တဲ့တိုက်စင်မှုတွေရှိတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူတွေလည်းမလွယ်ဘူး။သို့တော့လန်နီယူရိုနဲ့မကွာယာတို့ရဲ့ on fire ဖြစ်နေတဲ့ခြေစွမ်းကလည်းထက်အတွက်ကမဲ့အပိုင်းပဲဖြစ်ပါတယ်။တိုက်ဆိုင်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ပိုစတေဂိုဂလူးရဲ့ဒုတိယရာသီတွေဟာဆူပလာရလေရတာရှိပါတယ်။တစ်ဖက်မှာလည်း ကာစီမေရိုအနေနဲ့ကစားခဲ့သမျှဘိုလ်လူပွဲတိုင်းမှာအောင်ပွဲခံနိုင်တဲ့အနေအထားတွေမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဆူဖလာလိုက်ပေါ့နော်အဲ့ဒါကလည်းထက်ကလပ်ကိုတွက်ရမှာပါဘလောက်ပဲတိုင်ပတ်နေပတ်နေဆူဖလာတခုရဖို့အတွက်ရှင်ပြန်ရတော့မယ်ဆိုလို့ရှိရင်ယူနိုက်တက်တို့ဒီခြားနားတဲ့အသင်းဖြစ်သွားလိဖြစ်သွားတာရှိပါတယ်ဒါကိုလည်းကျွန်တော်တို့ထက်စဉ်းစားရမှာပါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့မိနစ်60အတွင်းမှာပဲအနိုင်အရှုံးအဖြစ်ပေါ်ပြီးတော့ဂိုးများမဲ့ပွဲလို့ယူဆတယ်ဘသူကအနိုင်ရသွားမလဲဆိုလို့ရှိရင်တော့ခံမှန်းအခက်တယ် နှစ်သင်းစလုံးသည်အာသာချန်အားနည်းချက်ကိုစီနဲ့ဒီပွဲကိုလာခဲ့ရတာဖြစ်တယ်ဒီပြိုင်ပွဲအတွက်ကိုပဲသူတို့တွေ sacrifice လုပ်ခဲ့တဲ့ပွဲတွေအများကြီးပဲဒါကြောင့်မို့လို့နိုင်တဲ့အသင်းကတော့ယင်းနီပေးဆက်ခဲ့ရသမျှကိုပြန်ပြီးတော့ရမှာဖြစ်ပြီးတော့ရှုံးတဲ့အသင်းကတော့တတော်ဆူဆူရွရွဖြစ်သွားမှာပေါ့လေဘလို့ပဲပြောပြောခက်ခဲတဲ့ຢာဒီကိုအောင်အောင်မြင်မြင်ပိတ်သိမ်းနိုင်မှုအခွင့်အရေးကတော့နီးပြနှစ်ယောက်စလုံးရဲ့လက်ထက်မှာအသင်းနှစ်သင်းစလုံးရဲ့လက်ထက်မှာရှိနေပါတယ်လောလောဆယ်တော့စပါးနဲ့မန်ချက်စတာယူနိုက်တက်ပြည်သက်တွေအကုန်လုံးစပိန်ကိုရောက်နေကြပြီးရန်လဲဖြစ်ပြီးွားကြပြီပေါ့လေ သိပ်ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်မဲ့ပွဲလည်းဖြစ်တယ်။ဒီနှစ်သင်းရဲ့ပြိသက်မဟုတ်တဲ့ဘောလုံးပြိသက်အကုန်လုံးရဲ့အာယုံဆူဆိုင်မှုကိုလည်းရတဲ့ပွဲဖြစ်ပါတယ်။ပွဲနဲ့ပတ်သက်ပြီးပြောရရင်တော့အပြန်အလှန်သွင်းကိုတွေများမယ်။မိနစ်60အတွင်းမှာပဲချန်ပီယံဘယ်သူလဲဆိုတော့အဖြေပေါ်မယ်လို့ကျွန်တော်ကခံမှန်းပါတယ်။အဲ့ဒီလိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မနက်နဲ့ဆက်သွားပြီးတော့ breakfast ပါတံပီးစားလိုက်ကြဖို့ရဲရှိပါတယ်။နိုင်တဲ့အသင်းတို့ကတော့တော်တော်ချုံမြင်တဲ့နေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့အမြင်တွေရှိရင်လည်း comment မှာရေးပါပြီးလို့ရပါတယ်ခင်ဗျ။